ဟေးခိုကျန်ပိုက်ကတော့ခဝဦးကျန်ခန်းကြီး49ဖြစ်ပါတယ်။ခန်းကြီး49အငယ်1မှ4ထိုယောခာရာကုန်တီမိမိသားတို့ကိုခေါ်၍တင်တို့သည်စည်းဝေးကြလော့။နောင်ကာလခာတင်တို့၌ဖြစ်လက်တန်သော အမှုရာများကိုငါဟောပြောမည်။ရာကုန်ဤသားတို့စည်းဝေး၍ကြားကြလော့။အဖအစ်ထရေလာဤစကားကိုနားထောင်ကြလော့။အိုရုဘင် တင်ဒီငါသားဦးငါအစွမ်းတတ္တိငါခွန်အားအစအဦးဘုံအထွတ်တကိုးအထွတ်ဖြစ်၏တိုးတော်လေရေခဲ့သို့ ပွက်ထသောသဘောရှိသည်ဖြစ်၍ထူးမြတ်ခြင်းသို့မရောက်ရအကြောင်းမူကားတင်ဒီအဖ၏အိယာကိုတဲ့၍ညဉ့်ညူးစေ၏ငါကရင်ထက်သို့တဲ့လီပြီတကားအငငယ်ငါမခொနှင့်ရှီမောင်နှင့် လေဝိသည်ညီကိုဖြစ်၏ အာရမအမှုကိုကြံစည်အတိုင်းပြီးစီးကြပြီငါဝိညာဉ်သည် သူတို့ရှုဝဲ့ခြင်းအမှုတဲသို့မဝင်ရငါဘုံသည် သူတို့စည်းဝေးရာနှင့်အသင်းမဖွဲ့ရာသူတို့သည်အမျက်ထွက်၍လူအသက်ကိုတတ်ကြပြီကိုယ်လိုသို့လိုက်၍မြို့ကို ဖြိုဖျက်ကြပြီသူတို့ပြင်းစွာထွက်သောအမျက်ကြမ်းတမ်းစွာသောဒေါသသည် ချိန်ချင်းကိုခံပါစေသော ယာကုမျိုးဣသရေလအနွယ်သားတို့တွင်သူတို့ကိုငါကွဲပြားပြန့်လွင့်စေမည်။အငယ်ရှိမှဆနှင့်။အိုယူဒာတင်းဒီညီကိုတို့ချီးမွမ်းရသောသူဖြစ်၏။တင်းဤလက်သည်တင်းရန်သူလေဘင်းပေါ်မှရှိလိမ့်မည်။အဖဤသားတို့သည်တင့်ရှိမှဥညွတ်ချာချာလိမ့်မည်ယူရာသည်ရှင်သေးပြုဖြစ်၏ငါသာတင်းဒီဖမ်းယူကြိုက်စားရမှ တက်လာတတ်၏ဝတ်လျက်နေ၏ခြင်သေးကဲ့သို့၎င်းခြင်သေးမှကဲ့သို့၎င်းဝတ်တော်တတ်၏အဘဲသူနှိုးစော်ဝတ်မည်နီရှီလောမရောက်မီတိုင်အောင်ယာစလန်ဒန်သည်ယူရာထံမှ၎င်းမင်းအာနာသည်သူ၏အမျိုးနွယ်ထံမှ၎င်းမရွှေ့ရရှီလော၌လူမျိုးတို့သည်စီးကပ်ကြလိမ့်မည်မိမိမြဲကို စပင်းနွယ်ပြင်၌၎င်းမြဲကလေးကိုအမျက်ဆုံးသော စပြစ်နွယ်ပင်၌၎င်းချီနှောင်၍မိမိအဝတ်ပစိုးများကို စပြစ်သည်အသွေးသည်ဟုသော စပြစ်၏ဖြင့်လျှော်လိမ့်မည်။သူ၏မျက်စီသည် စပြစ်၏နှင့်နေလိမ့်မည်။တွားသည်လည်းနှုတ်နှင့်ဖြူလိမ့်မည်။အငယ်73မှ20ဇာဘူးလုံသည်ပင်လေကမ်းနားမှနေ၍သင်္မိုးစိတ်ဖြစ်လိမ့်မည်။သူ၏နေသည်စည်းတုံမြို့တိုင်အောင်ကျယ်ဝန်းလိမ့်မည်။ ဤတကားဒီတောင်ကြားမှဝတ်လျက်အာချီသောမြဲဖြစ်၏ညီဝတ်ရရ ကောင်း၍မြေတာယာဒီကိုမြင်သည်ဖြင့်မိမိပခုံးပေါ်မှတပိုးကိုတင်ထမ်း၍အခွန်ပေးသောကြွန်ဖြစ်လေ၏ဒန်ဒီဤထရလအနွယ်သစုံတပါးကဲ့သို့မိမိလူတို့ကိုစီရင်လိမ့်မည်ဒန်ဒီလမ်း၌နေသောမွေဖြစ်လိမ့်မည်မြင်းစီသောသူကိုနောက်သို့လဲစေခြင်းကလမ်းကြမ်းမှနေ၍ မြင်းခြေကိုကိုက်တတ်သောမွေဆိုးဖြစ်လိမ့်မည်။အိုးထာဝရဖျားကဲတင်တော်မူခြင်းကျေးဇူးကို အကျွန်ုပ်မျှော်လင့်လျက်နေပါပြီ။ကံမူကစစ်သူရဲတို့သည် သူ့ကိုတိုက်ကြ၍သူသည် ပြန်တိုက်လိမ့်မည်။အာရှာ၌ဖြစ်သောအစာသည်အယတာနှင့် ပြည့်စုံ၍မင်း၏ခဲပွေစားပွေတို့ကို ထုတ်ပေးလိမ့်မည်။အငယ်၂၁မှ၂၆ နတ်တလိသည်လှသောအခက်လက်နှင့် ပြည့်စုံ၍ကျယ်ဝန်းသောတပိတ်ပင်ဖြစ်၏ယောသတ်သည်တန်သောပြိုးပင် ရေတွင်းနှမှတန်သောပြိုးပင်ဖြစ်၏အခက်လက်တို့သည်အုတ်ရိုးပေါ်မှကျော်သွား၏လေဓမာတို့သည် သူ့ကိုအညှိုးထား၏အလုံးညှင်းဆဲပြစ်ခတ်ကြ၏သို့တော်လေသူ၏လေသည် အာမလျော့သူကင်သောလက်နှင့်တို့သည်ယာကုပ်အမျိုး၌တကူးချီသောဖျားဤလက်ဖြင့်၎င်း တူရင်ဒီဟုသောဣဒြေလမျိုး၏ကြောက်ဖြင့်၎င်းတင့်ကိုမဆတော်မမူသောတင့်အဖ၏ဖျားသခင်အဖြင့်၎င်းတင့်ကိုကောင်းချီးပေးတော်မူသော အနန္တတကုရှင်အဖြင့်၎င်း ခိုင်မာလျက်ရှိ၏ထိုဖျားသည်အထက်မိုးကောင်းကင်ဤမင်္ဂလာ အောက်နေနေအရဤမင်္ဂလာတမ်းမြတ်နှင့်ဆိုင်သောမင်္ဂလာဝမ်းနှင့်ဆိုင်သောမင်္ဂလာတို့ဖြင့်တင့်ကိုကောင်းချီးပေးတော်မူပါစေသော တင်ဤအဖပေးသောကောင်းကြီးမင်္ဂလာသည်သာဝရတောင်တို့၌ဖြစ်သောကောင်းကြီးမင်္ဂလာသာဝရကုန်းတို့၌နှစ်သက်ဖွယ်သော အရာတို့ထက်သာ၍မြတ်၏ထိုမင်္ဂလာသည်ယောသကောင်းဘောမိမိအကိုတို့တွင် အကြီးအကဲဖြစ်သော သူဤကောင်းထိပ်ပေါ်မှာတက်ရောက်ပါစေသောအငယ်29ခုနှစ်မှ33ဘိယမင်းသည် လူယူကိုက်စားတတ်သောတောခွေဖြစ်လိမ့်မည် ဖမ်းရသောအရာကိုနာနဲ့အချိန်၌ကိုက်စားရ၍လူယူသောအရာကိုလည်းညအချိန်၌ဝေဖန်လိမ့်မည်ဟု မွဲ့ဆို၏ဤသူတို့ကဣတရေလအမျိုး72မျိုးဖြစ်၏ဤစကားသည်လည်းသူတို့အဖမွဲ့ဆို၍သူတို့အတီးတီးခံရသော မင်္ဂလာရှိသည့်အတိုင်းကောင်းချီးပေးသောစကားပေသည်တဖန်တို့ငါလူမျိုးစည်းဝေးရာသို့ငါသွားရမည် ဟေတီအမျိုးသားအေဖရိုဤလေပြင်းတွင်ရှိသောမြေတွင်း၌ငါအဖတို့နှင့်အတူငါကိုတကြိုကြပါခန္ဓာပြီမန်ရီမြို့ရှိမှမပေလတ်လေပြင်း၌ရှိသော ထိုမြေတွင်းကိုအာပြန်ဟန်ဒီကိုပိုင်သောတင်းကျင်းဖို့လေပြင်းနှင့်တကွဟေတီအမျိုးသားအေဖရို၌ဝယ်လီပြီထိုမြေတွင်း၌အာပြန်ဟန်နှင့်မယားဆာရာကိုတင်းကြိုကြပြီ ဤစနစ်မယားရေဘက်ကာကိုလည်းတင်းကြိုကြပြီးလေအာကိုလည်းငါတင်းကြိုပြီးထိုမြေတွင်ရှိသောထိုလေပြင်ကို ဟေတမျိုးသားရှိမှဝယ်တည်းဟုမှားထား၏ထို့သောရာကုန်သည်မိမိသားတို့ကို အကုံစင်မှားထားပြီးလျှင်မိမိခြေတို့ကိုကဒင်းပေါ်မှရုပ်သိမ်းသည်ဖြင့်အသက်ချုပ်၍မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏ကဲနော် ချမ်းပန်းတော်ပြင်သွင်းကြမယ်ဘိုင်ဘိုင်